ဘောလုံးဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့မန်ချက်စတာယူနိုက်တက်ကနေဝင်ပေါ့စကိုကမန်ချက်စတာယူနိုက်တက်အသင်းဟာကမ္ဘာအချမ်းသာဆုံးကလပ်အသင်းတစ်သင်းဖြစ်နေပေါင်းများစွာရည်တည်နိုင်ခဲ့ပေမဲ့ပေါင်း1ဘီလီယံတန်ကွင်းတဲ့တိစားဖို့အတွက်ပြည်သက်တီစီကနေငွေကြေးတောင်းခံနေရလို့ဝေဖန်ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ပတ်ကပြည်သက်တသိန်းဝင်ဆက်နေပေါင်း1ဘီလီယံတန်ကွင်းတဲ့စီမံကိန်းကိုထုတ်ဖော်ပြခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ဖ်ကလစ်ဟာအသင်းရဲ့ရှယ်ယာအနည်းစုကိုဝယ်ယူပြီးတဲ့နောက်အသုံး င်းစိတ်ရွှေ့တာတဲ့အနေနဲ့အသင်းဝန်ထမ်းတွေကိုရတုမှထုတ်ပေးခဲ့တယ်လို့လက်ရှိအသင်းကစားသမားတွေထဲမှာမထိုက်တန်ပဲလအစာများစွာရနိုင်သူတွေရှိနေတယ်လို့ပြောကြားခဲ့တာပါ ဒါအပြင်မကြက်ဆိုင်ရွတ်တဲ့အသင်းအနေနဲ့လာမယ့်ရာသီအတွက်ကွင်းဝင်ကြေးတွေကိုတုံ့ပြန်ခဲ့ရာဘော့စကိုကဆာဂျီရက်ကလစ်ရဲ့ခရီးတွေကိုမြို့ကြီးချောင်းနေအသင်းကပရိသတ်ဒေစီကငွေတောင်းနေရလို့ဝေဖန်ခဲ့တာဖြစ်ပါတယ်။ဘော့စကိုကဆာဂျီရက်ကလစ်ပြောတာတွေကဘသူမှမပြောဘူးတဲ့စကားတွေဖြစ်လို့ယုံမယ်ဆိုရင်လည်းယုံနိုင်ပါတယ်။ဒါပေမဲ့သူ့စကားတွေကဘလောက်ထိမှန်နေဆိုတာကိုကျွန်တော်မသိပါဘူး။အားလုံးကလေးတွေပါပဲ။သူ့ရဲ့စကားတွေကဈေးပေါ်ပါတယ်။သူပြောတယ်လို့မျိုးဘသူမှမဆိုပြောတတ်တယ်။နောက်ဆယ်နှစ်ကြာရင်ကျွန်တော်တို့အနေနဲ့ကဘာပေါ်မှာ အကြီးဆုံးနဲ့အကောင်းဆုံးကွင်းကိုပိုင်ဆိုင်မယ်လို့လူတိုင်းပြောနေတာပဲလေကျွန်တော်တို့အသင်းကနှစ်ပေါင်းများစွာကမ္ဘာအချမ်းသာဆုံးကလပ်ဖြစ်ရပ်တည်ခဲ့တာပါဒါပေမဲ့အခုကလပ်အသင်းကနည်းနည်းတောင်းစားနေတယ်လို့ခန့်စားနေရတယ်ပေါင်နှစ်ဘီလီယံတန်ကွင်းသစ်ဆောင်မိတ်ကစားသမားတွေရောင်းပြီးမှဝယ်ရမယ်ဆိုတာတွေကပတ်စံတောင်းနေရပါလို့ပြောကြားခဲ့တာပါ